ဒူတော်စင်များရှင်မာကရတိုင်းရာဇကြိုပြည့်ရှင်ဘယင်းအစာရတဟာဒီဝရတ်ကိုဆရာတင်မာပြီဟာကေဒေဝိတာရမင်းကြီးကိုတတ်ပြီပြီးတုကာရကကံကြောင့်မငိမ့်နိုင်စားနိုင်စိတ်တစားဝေဒနာဆွဲကန်နေပါလေအဲဒါကြောင့်ရှိစီရာဇီဝကကိုယခုလူตายရတဲ့တဇောင်းမုံလပြညခါမှာ ဘယ်ဆရာဘယ်ယဟန်ထံတရားတော်နာဂမှတ်သားရသည်စိတ်ကြည်လင်ရွှင်လန်းလို့စိတ်ချမ်းသာမှုရနိုင်ပါသည်လေလို့မြင်မြန်ရာဆရာစီဝကကမြတ်စွာဘုရားထံစီကိုင်၏တရားတော်နာတဲ့ကြောင့်ရှောက်တင်တာကြောင့်၎င်းညတွင်ချင်းမှာပဲအဘန္ဒရတည့်ရဲ့ဥယျင်မှာသတင်းတုံးစံနေတော်မူတဲ့ဘုရားရှင်ထံကိုရောက်ရှိလာပါလေ ဇာတတတ်ရဲ့ခြောက်ချားမိသောစိတ်ကိုမကြောက်ရွံ့စေခြင်းဟာဖះရှင်မှစတင်၍ပဋိသန္နာယစကားစတင်ဖြစ်ကြခဲ့ပါလေ။အဲဒီနောက်အဇာတတတ်ရဲ့ရင်ထဲမှာဝေဒနာအင်းငိမ့်စီရန်ယဟန်ဖြစ်ရခြင်းအကျိုးတရားတာမညဖလားဒေသနာကိုဟောကြားခဲ့ပါလေ။အဲဒီနေ့ကတော့ဇံမုံလာပြီနိညာတာမညဖလား ခါတော်နေ့ပဲဖြစ်ပါလေရှင်ဝါမြတ်စွာ ခေါ်ကြကလေးသာမြို့ရသည်ကျိုးကြိုင်းမာမလာမှာသာလသာဟာရာသာအရှင်တကားပါခရာတင်မှာရာဒီမရနဲ့လားအဖေကိုတမလို့မတရီမှုပြများလားမင်းညူရောက်ရင်ဖြစ်ဒီအမှုတန်မှာဖြစ်ကုန် ပါတယ်ဒီတုဂါရကဇာရတဘယင်မှာပြစ္ဆာနန္ဒရိယလောင်ကြီးဤထိုင်လေတာမြာဝေယဆက်ရွှေစံမြတ်ဒေသနာမတိဇယတတိကာလာပြီမှာမြာဝေယဆက်ရွှေစံမြတ်ဒေသနာမတိဇယတတိကာလာပြီမှာ ွက်လားဦးရင်တည့်ရမှာသူတမင်းဆက်ဝေးပြာကွယ်ကညည် சரண தமிழ் ராதி தனா